ဒီဂျပန်မှာ language school တက်ဖို့စဉ်းစားနေတဲ့သူတွေဆိုလို့ရှိရင်တော့ဒီဗီဒီယိုကမဖြစ်မနေကြည့်ကိုကြည့်တဲ့နယ်လို့ကျမတို့ထင်ပါတယ်။ Hello အားလုံးပဲမင်္ဂလာပါ။ကျမကတော့ Kisana Plus ကဝီပဲဖြစ်ပါတယ်။ကျမဒီနေ့ဒီဗီဒီယိုမှာဘာအကြောင်းကိုပြောပြပေးချင်လဲဆိုလို့ရှိရင်ဒီဂျပန်ကို language school နဲ့လာကြမဲ့မောင်လေးတွေညီမလေးတွေအတွက်ဒီဗီဒီယိုကရည်ရွယ်ထားတယ်ပေါ့နော်။အဲ့တော့ဒီဂျပန်မှာ language school တက်ဖို့စဉ်းစားနေတဲ့သူတွေဆိုလို့ရှိရင်တော့ဒီဗီဒီယိုကမဖြစ်မနေကြည့်ကိုကြည့်တဲ့နယ်လို့ကျမတို့ထင်ပါတယ်။ အခုလက်ရှိမြန်မာနိုင်ငံကဒီလူငယ်တွေပေါ့နော်လူငယ်တွေအများစုอ่ะဆိုလို့ရှိရင်အရင်တုန်းကဒီတခြားနိုင်ငံတနိုင်ငံပေါ့နော်မြန်မာနိုင်ငံမဟုတ်တဲ့တခြားနိုင်ငံတနိုင်ငံမှာဒီအလုတ်သွားလုတ်ဖို့လို့ပြီးသွားလို့ရှိရင်ဒီကြောင်းတက်ဖို့လို့တစ်ခါမှမစဉ်းစားခဲ့ဘူးကြဘူးပေါ့နော်ဒါပေမဲ့မြန်မာနိုင်ငံရဲ့အခုလက်ရှိအခြေအနေအမျိုးမျိုးကြောင့်ပေါ့နော်ဒီတခြားနိုင်ငံတနိုင်ငံကိုနီလန်တစ်မျိုးမျိုးနဲ့သွားမှအဆင်ပြေတော့မဲ့ အခြေအနေမျိုးတွေဖြစ်လာခဲ့ရေပေါ့နော်အဲ့လိုအခြေအနေမျိုးတွေမှာဆိုလို့ရှိရင်ဟိုးအရင်တုန်းကဆိုလို့ရှိရင်တော့ဒီ PJ နဲ့ပေါ့နော်ဒီ war war visa မျိုးတို့တခြားအလုံးနဲ့ပေါ့နော်ဒီတခြားဂျပန်ကိုသွားဖို့ဆိုလို့ရှိရင်အဆင်ပြေနေသေးတယ်အခုဒီ PJ တွေကိုလည်းဒီကန့်တက်လိုက်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီဂျပန်ကိုအရင်ကသွားဖို့မရည်ရွယ်ထားတဲ့သူတွေကိုဂျပန်မှာကြောင်းတက်ဖို့ဒီမရည်ရွယ်ခဲ့တဲ့ဒီမောင်လေးညမလေးတွေကနောက်ဆုံးမှာဆိုလို့ရှိရင်ဂျပန်မှာကြောင်းတက်ဖို့ကိုပဲသူတို့ကရွေးချယ်ရတော့တယ်ပေါ့နော်အဲ့တော့ ီမိဘတွေအနေနဲ့ဆိုလို့ရှင်ရင်ဒီတချို့တွေကြတော့လေဒီငွေကြေးကြေးတက်နိုင်တဲ့သူတွေလည်းရှိမယ်တချို့တွေကြတော့ဒီတခုခုပေါ့နော်အိမ်နေခြံနေဒီရောင်းပြီးတော့မှဒီကိုယ့်ရဲ့သားသမီးတွေကိုပေါ့နော်ဒီဂျပန်ကိုကြောင်းတက်ခိုင်းရတဲ့လူတွေဒီအတိမိတ်ဆွေတွေရှိရနေချင်းငါပြီးတော့မှဒီ သားသမီးတွေကိုဂျပန်မှာကျောင်းတက်ဖို့အတွက်ပေါ့နော်ဒီလှုပ်ပေးရတဲ့မိဘတွေလည်းရှိရတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုမှာအရေးကြီးပြောချင်တာကဘာလဲဆိုလို့ရှင်ကျွန်တော်ဒီနိုင်ငံတနိုင်ငံမှာကျောင်းတက်ဖို့ဆိုတာကကျွန်တော်အချိန်နေကုန်နေပတ်စံနေကုန်နေပြီးသွားလို့ရှင်လူဂျပန်ကိုရောက်လာပြီးွားရင်နောက်မှာဒီလိုမျိုးအဆင်မပြေရတဲ့ဒုက္ခအခက်အခဲတွေအဲ့လိုမျိုးတွေကိုရင်ဆိုင်ရတာမျိုးတွေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့မြန်မာနိုင်ငံမှာနေလို့အဆင်မပြေတော့ဘူးဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ဒီဂျပန်မှာကျောင်းတက်မယ်ဆိုတဲ့ ဒီနီးလန်းကိုပေါ့နော်ထွက်ပေါက်တစ်ခုအနေနဲ့စဉ်းစားတာမျိုးကျွန်မမဖြစ်စေချင်ဘူး။ဒါကြောင့်လဲဆိုတော့မိဘတွေအနေနဲ့ကလည်းမရှိမဲရှိမဲချားတွေကတာသမီတွေကိုဒီဂျပန်ကိုလွှတ်ရတဲ့အခြေအနေမျိုးတွေလည်းဖြစ်ရတဲ့ကြောင့်မလို့ကျွန်မကတော့ဒီလိုမျိုးကြောက်တက်ဖို့အတွက်ရွေးချယ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ကိုကတကယ်ဂိုးတစ်ခုခုရည်ရွယ်ချက်တစ်ခုခုထားပြီးတော့မှဂျပန်ကိုကြောက်တက်ဖို့ရွေးချယ်တဲ့နယ်လို့ကျွန်မတော့ထင်တယ်။ အဲ့တော့ပထမအဦးဆုံးအနေနဲ့ဂျပန်မှာဒီလန်ကွိစကူနဲ့တွားကြတော့မယ်လို့စဉ်းစားလိုက်တဲ့အခါမှာအေဂျင်စီတွေနဲ့မချိတ်ဆက်ခင်မှာ ကိုဘကိုအချိန်တစ်ခုပေးပြီးတော့ကိုကိုကိုပြန်ပြီးတော့စမ်းစစ်စေချင်နေပေါ့နော်ကိုကဘာကြောင့်ဂျပန်မှာဒီ language school နဲ့သွားဖို့စဉ်းစားတာလဲပေါ့နော် language school ပြီးသွားလို့ရှင်ရောကိုကဒီ college သို့မဟုတ် university တစ်ခုခုပေါ့နော် set up ဖို့ရောအစီအစဉ်ရှိလားဒါမှမဟုတ်လို့ရှင် language school ပြီးသွားလို့ရှင်အလုပ်ပဲလုပ်တော့မှာလားဆိုရင်အားမျိုးပေါ့နော်အလုပ်လုပ်တဲ့အခါမျိုးဆိုလို့ရှင်တော့မကိုကဘယ်အပိုင်းကိုအလုပ်လုပ်မှလဲဟိုဘလို့အလုပ်အမျိုးအစားကိုကိုကဝါသနာပါတာလေ ဒီကြောက်ဆက်တတ်မဲ့အခါမျိုးမှဆိုလို့ရှိရင်လည်းဘလိုမျိုးပညာရက်ကိုကိုကတကယ်ဝါသနာပါပြီးတော့လေ့လာခြင်းလဲဆိုတာကို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 ကျမတို့ကပြန်ပြီးတော့စမ်းစစ်ဖို့လိုအပ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျမတို့ကကိုယ့်ရဲ့ဒီရှေ့အနာဂတ်မှာသွားမဲ့လမ်းကြောင်းပေါ့နော်ကိုသွားခြင်းနဲ့လမ်းကြောင်းကိုယ့်ရဲ့ဒီ dream တစ်ခုကိုတိနေမှာဆက်ဆက်ဦးဆုံးကနဦးစပြီးတော့ပြင်ဆင်နေဆိုတဲ့အဲ့ဒီလမ်းကြောင်းနဲ့ကိုက်ညီတဲ့ကြောင်းမျိုးကိုကျမတို့ကရွေးချယ်ဖို့လိုအပ်တယ်ပေါ့နော် ုလက်ရှိမောင်လေးတွေညီမလေးတွေမှာဆိုလို့ရှင်ဘာတွေအနှဲချက်တွေရှိလဲဆိုတော့ကိုပါဖြစ်ချင်တာလေကိုကဘာဝါဒနာပါလာလဲဆိုတာကိုတေချာမသိပဲနဲ့ထွက်ပေါက်တစ်ခုအနေနဲ့ language school နဲ့ဂျပန်ကိုသွားမယ်ဆိုတဲ့အရာမျိုးကိုပလန်လိုက်တဲ့အခါမျိုးမှာဆိုလို့ရှင်ဆက်စရရကိုကတေချာတဲ့ goal တစ်ခုခုမထားဘူးဆိုလို့ရှင် နောက်တော့မှဂျပန်ရောက်သွားတော့မှကိုအဆင်ပြေအောင်မီးစင်ကြည့်ကမယ်ဆိုတဲ့အရာမျိုးလှုပ်လို့ရှင်ကျွန်တော်ကဘယ်လိုမှအဆင်မပြေနိုင်အောင်ပေါ့နော်တချို့တွေဆိုလို့ရှင် goal တစ်ခုခု ိုတေချာချမှတ်ပြီးတော့သွားတဲ့လူတွေထောင်မှတကယ်တမ်းကျမတို့ဒီလမ်းကိုရှောက်ကြည့်တဲ့အခါမှာအစင်မပြေလို့ plan B တွေ plan C တွေချိန်လိုက်ရတဲ့အားမျိုးတွေရှိရဲပေါ့နော် အဲ့ဒါကြောင့်မလို့အခုဂျပန်ကို language school နဲ့တွားချမဲ့မောင်လေးတွေညီမလေးတွေကကိုကဘာလို့ language school ကိုတွားချင်တာလဲပေါ့နော် language school ပြီးွားတဲ့အခါမှာကိုကတက္ကသိုလ် college ဘယ်လိုမျိုးဟောက်ဆက်တက်မလဲဒီတက္ကသိုလ် college တက်တဲ့နေရာမှာဆိုလို့ရှိရင်တော့မှကျမတို့ ranking ကောင်းတဲ့အကြောင်းမျိုးကိုရွေးမှလားဒါမှမဟုတ်လို့ရှိရင်ကိုလေ့လာခြင်းနဲ့ဘာသာရပ်ကိုလေ့လာလို့ရတယ်ဆိုရင်ရပြီဆိုတဲ့ဟာမျိုးအခြေအနေပေါ်မှာမူတည်ပြီးတော့ကျမတို့က language school ကိုဘယ်လိုရွေးချယ်ရမလဲပေါ့နော် ranking ကောင်းတဲ့အကြောင်းမျိုးကိုရွေးချယ် မယ်ဆိုလို့ရှိရင် EJU အမှတ်တီတို့ IRTS တို့တိုးဤတို့အဲ့လိုမျိုးတွေပေါ့နော်ဒီအမှတ်တွေကလည်းလိုအပ်လာတဲ့အတွက်ကြောင့်မလို့ကျမတို့ကဒီ language school ရွေးတဲ့အဆင့်မှာတင်ပေါ့နော်ဒီ EJU တွေကိုပေါ့ train ပေးတဲ့ language school ကိုရွေးတင်တာလား EJU မ train ပေးလဲကိုယ့်အတွက်ကတော့ကိစ္စမရှိဘူးဆိုရင်အရာမျိုးတွေကဒီ language school ကိုရွေးတဲ့အဆင့်မှာနေကျမတို့အရှိကသွားချင်းနဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းနိုင်ပုံမှာမူတည်ပြီးတော့ကိုယ်ရွေးချယ်မဲ့ language school ကလည်းပြောင်းလဲသွားနိုင်တယ် agency ကဒီလန်ဂွေ့စကူကတော့ကောင်းတယ်ဒီလန်ဂွေ့စကူနဲ့တွားဆိုပြီးတော့ပြောလို့ဒီချောင်းကိုလျှောက်တာမျိုးမဟုတ်ဘဲနဲ့ကိုကိုတိုင်းနောင်နာကမှကိုကဘလို့လမ်းချောင်းမျိုးကိုတွားကျင်တာလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ ကိုကတေးသေးချာချာရွေးချယ်တဲ့ language school ပြီးသွားရင်ဆက်လျှောက်မယ်ကိုရဲ့3နှစ်4နှစ်5နှစ်ရဲ့ future plan ကိုလည်းကိုကတေးသေးချာချာစဉ်းစားထားတဲ့လို့ကျွန်မကတော့ထင်ပါတယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆိုလို့ရှိရင်ဂျပန်မှာ language school နဲ့သွားတဲ့အခါဘလို agent မျိုးကိုရွေးရမလဲ agent တွေကိုရွေးတဲ့အခါမျိုးမှာစောင်ရန်ရှောင်ရန်လေးတွေပေါ့နော်သိထားရမယ်အကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်မက sharing လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးပဲ bye bye နည်းနည်းလေးကြော်ညာလေးဝင်မယ်ပေါ့နော်ဒီကျမတို့ Kisana Plus မှာဆိုလို့ရှိရင်ဒီဂျပန်နဲ့ပတ်သက်ပြီးတော့ပညာရေးတွေအလုပ်အကိုင်းတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးအကြံပေးတဲ့ဝန်ဆောင်မှုလေးတွေရှိပါတယ်အဲ့တော့ဂျပန်မှာကြောင်းတက်ခြင်းနဲ့ဘယ်ဟာစပြီးတော့ပြင်ဆင်ရမလဲမသိတဲ့သူတွေဘာကြောင်းရွေးချယ်ရမလဲမသိတဲ့သူတွေကြောင်းပြီးတော့မယ်အလုပ်ဘယ်လိုရှာရမလဲမသိတဲ့သူတွေပြီးတော့ရင်အလုပ်လုပ်ချင်တဲ့သူတွေအတွက်ကလည်းဒီဂျပန်မှာလုပ်လုပ်ချင်တဲ့ဘယ်ဟာစရမလဲပေါ့နော်ပြီးအလုပ်ပြောင်းချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအလုပ် ုပ်ပြောင်းဖို့အတွက်စိုးရိမ်ပူပန်နေတဲ့သူတွေ confidence မရှိတဲ့သူတွေပေါ့နော်ဒီ CV form စပြီးတော့ပြင်ပေးတာစဒီ interview practice လုပ်တဲ့ဟာတွေပါပေါ့နော်ဒီ service တွေပြီးနေပါတယ်ပြီးတော့လို့ရှိရင်လက်ရှိအလုပ်မှာအဆင်မပြေဘူးအခက်အခဲတွေရှိနေရပြဿနာတွေရှိရဆိုလို့ရှိရင်လည်းဆွေးနွေးအကြံပေးတာတွေကိုလုပ်နေပါတယ်အဲ့တော့ဒီလိုအခက်အခဲရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော် Kisuna Plus ကိုဒီ message လေးပို့ပြီးတော့ဆက်သွယ်လို့ရပါတယ်